မင်္ဂလာပါကျမကဒေါက်တာခင်ပြန်းစီဖြစ်ပါတယ်မြန်မာယောဂရှာဖွေနဲ့အထူးကုသိုလ်ကံဒုက္ခတောင်းနဲ့ယူထားပါတယ်ဒီတဘဝဘေးအန္တရာယ်မှာငရင်လှုပ်ခြင်းကဒါအများဆုံးဖြစ်တတ်တဲ့ဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်ဒါကမ္ဘာကျမရေအဖွဲ့ကအဲသတိပေးထားမှာပေါ့နော်ဒီငရင်လှုပ်လို့ပေါ့နော်ပဏာမဒီဆောက်ရွေးဝါပြူရယ်ပေါ့နော်အဲအချောင်းလို့ အသက်ဆုံးရှုံးနိုင်ရရှိပြီးရင်နောက်ဆက်တွဲမှာလည်းဒီကျန်းမာရေးပြဿနာတွေကထပ်ပြီးတော့ဖြစ်လာပါတယ်။အဲ့ဒီဟာကြတဲ့ secondary crisis ပေါ့နော် secondary health crisis လို့ခေါ်ပါတယ်။ငရင်လှုပ်လို့ပေါ့နော်အဲပနာမအသက်ဆုံးရှုံးတဲ့လူတွေထက်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်ပြီးတော့အသက်ဆုံးရှုံးတဲ့လူတွေကတစ်ခါတလေခရုမဆိုင်လို့ရှိရင်ပိုပြီးတော့များလာတတ်ပါတယ်။ဒါ challenge ပေါ့နော်စိန်ခေါင်းမျိုးတစ်ခုပါပဲ။ဒါကြောင့်မလို့ ဘယ်လှုပ်ပြီးလို့ရှိရင် ကျမရဲ့ပြဿနာတွေကြောင့်အသက်ဆုံးရှုံးတာတွေကိုတတ်နိုင်သလားကာကွယ်ရပါမယ်။အော်ဘလို့ဒါရီယာဖြစ်လဲဆိုလို့ရှိရင်ငရင်လှုပ်တဲ့အခါကျရင်ဒီအိမ်နေအဆောက်အဦတွေပြိုရဲအဲ့လိုပြိုရဲအခါကျဒီအဆောက်အဦတွေမှာအဆောက်အဦအနည်းနာမှာ လူတွေကပစ္စည်းတွေပေါ့နော်ဒီအုတ်တွေပစ္စည်းတွေပြီးပြီးတော့ အဲ့မှာအသက်ဆုံးရှုံးရတယ်တချို့ကလည်းအကြာရဲအဲ့လိုပြိမိနေလို့သူတို့ကယ်လို့မရလို့အဲရက်ကြမှာတစ်ခါအသက်ဆုံးရှုံးရတယ်ရှိတယ်အဲပြီးရဲ့ခါကျဒါပထမအဲ၄၅ရက်ပြီးသွားတဲ့ခါကျဆက်ပြီးတော့ပြိနေလူတွေအဲမပြိတဲ့လူတွေမှာလည်းအသက်ရှင်သွားတဲ့လူတွေမှာလည်းဒဏ်ရာရရတဲ့လူတွေရှိတယ်အဲ့လိုဒဏ်ရာရတဲ့လူတွေမှာလည်းတစ်ခါအဲပိုးတွေဝင်တာပေါ့နော်ပိုးကုဆက်တယ်အဲနောက်ကုဆက်ယောဂါဒီဆိုတော့ ခန္ဓာရင်မှာကုဆတ်တဲ့ယောဂချောင်းလေဒီယောဂအနာတရားတွေထပ်ပြတယ်เนาะရေပေါ့တောက်ရေတုံးရေနောက်ပြော့အစာတောက်ဒါတွေမတတ်တဲ့ခါကျအဲ့ရနေပြီးတော့ကုဆတ်ယောဂတွေတစ်ခါဝင်တယ်အဲ့ဒီကုဆတ်ယောဂတွေချောင်းလေယောဂတွေဖြစ်ပြီးတော့အသက်ဆုံးရှုံးရတယ်ရှိပါတယ်ဥပမာပြင်ဝင်လျှော့ယောဂါတို့ပေါ့เนาะဒီအနာတရားဖြစ်ရင်လဲ sepsis လောက်ထိထိသွားပြတော့အသက်ဆုံးရှုံးရတာတို့ဒီမိခိုင်ပိုးဝင်ပြီးအသက်ဆုံးရှုံးရတာဒါတွေကဒုတိယ ပေါ့နော်နောက်နောက်ပိုင်းမှာ separate ဖြစ်လာတဲ့ယောဂတွေပါယောဂတွေဖြစ်ပြီးလို့ရှိရင်အသက်ရှူလန်းချောင်းပေါ့နော်အသက်ရှူလန်းချောင်းယောဂတွေဘာလို့ဆိုအထမပိတ်မိနေတဲ့လူတွေပြည့်ရခါကြကဲဆဲစခန်းနေဖနခါကြကဲဆဲစခန်းမှာလူတွေအများများပြီးတော့ပြစ်ကျက်ပြီးတော့ပေါ့နော်လေမတန်လေကောင်းလေတန်မရတဲ့အတွက်အဲ့မှာတစ်ခါယောဂတွေဖြစ်ကြတယ်နော်အဲ့တော့အဲ့မှာယောဂတွေပွားပြီးတော့အဲဆုံပေါ့နော်ဒီကိုကိုဗစ်ကအစား ုတ်ကွေးယောဂအစအဲ့မှာတစ်ခါဖြစ်ကြတယ်တီဘီယောဂရယ်ဖြစ်ကြတယ်ဆိုတော့ဒီယောဂရယ်လည်းဆက်ဖြစ်တယ်ဒါရီပြီးသွားမှတူတာတစ်ခါအဲနောက်ပိုင်းကြလို့ရှိရင်နာရာရှိယောဂပဲ။အဲနာရာရှိယောဂကြာငကိုရေကဒီလူတွေမှာနာရာရှိယောဂရှိနိုင်တယ်။အဲအဆုံယောဂအဆုံနာရာရှိယောဂနှလုံးပေါ့နော်နှလုံးနဲ့ပတ်သက်လို့နာရာရှိယောဂရစီချုပ်ယောဂရရှိနိုင်တယ်။ဒီလိုမြင်မြင်လှုပ်တဲ့အခါမှာဖြစ်တဲ့ နောက်ဆက်တွဲယောဂတွေမှာလည်းပိုဆိုးလာတာပေါ့နော်အဖုန်နေချောင်းအဘက်တီးရီးယားပိုးရချောင်း virus ပိုးရချောင်းပိုဆိုးလာပြအဲ့မှာလည်းတခါအဲဒီကျမကြီးစိန်ခေါ်မှုရယ်နော် ကျမကြီးမှာအများကြီးတခါထိခိုက်ကြပြန်အဲဒီလိုယောဂတွေလည်းထပ်ဖြစ်တယ်ဒါရီကတော့နောက်ဆက်တွဲဖြစ်လာတဲ့ကျမကြီးပြဿနာနဲ့အန္တရာယ်ဖြစ်ပါတယ်အဲ့ 就是表面人都比较薄，那专门别的那呀，在东方开他不，这就起码咯，你炒乌鱼，把那哎你表多少个，哎表价不比来他你看吧，呃，平常我吃的薄嘛，乌江吃面，吃热了的吃面，那看那个嘛吃，这出来嘞，呃，底下呀，里来呢，欧洲的、大英的，比多少个，但不得松松多少流来是吧？这出来家了，比你再怎么松松。 ကယ်ဖို့လို့ဆောင်ရင်းနေပေါ့နော်အသက်ဆုံးဆုံးသွားရတယ်နော်တချို့ရကြတော့လေအဲ့လိုပြိနေရမှာပဲဒါမှမဟုတ်တချို့ရပြိမနေဘူးဒါလို့အပြင်ကိုထွက်ဖို့လမ်းပိတ်နေရအဲအဲ့မှာသူတို့ဆောင်နေရတယ်ပေါ့နော်နေပါထိုင်ရပါရရတယ်အဲအရေးပြားမှထိုင်ရရတယ်တချို့ကြတော့လေဒဏ်ရာပြင်းထန်တယ်တချို့ရလည်းမပြင်းထန်အောင်ပေါ့နော်အချိန်တွေမှာတည်ရအဲဒဏ်ရာပြင်းထန်ရတဲ့လူကြတယ်တချို့ရအယိုးကျိုးသွားတာအယိုးကျေသွားတာတွေမှာရှိတယ်ဆိုတော့ဒါကတော့ပိုင်းကြရင် ဒါရစိတ်ကုတရခါကြလို့ရှင်နော်အဲ့ပမာတိပကုတရပေါ့နော်ဆိုတော့ဒီလိုအနာတရားဖြစ်တယ်အေးပြားမှာဖြစ်တယ်အယုံမှာဖြစ်တယ်နော်အတွင်းကလေးစားတွေမှာဖြစ်နိုင်တယ်ဆိုတော့အဲ့လိုလူတွေကစောစောစီစီပြန်ပြတွေ့လို့ရှင်နော်ဒါကုတပြရပေါ့နော်တချို့တွေလည်းအဲယိုရွေးပါခြေသွားလို့ခြေလက်တွေပါဖြတ်ရထီအောင် ဖြစ်တယ်လို့ရှိပါတယ်တချို့တွေကြာလည်းပြန်ကောင်းသွားတယ်ဒါလို့အဲ့မှာသတိထားမှာတော့ပိုးမဟုတ်ပဲမဟုတ်ပဲနော်အေးပြားမှာ အပွန်ပဲ့သွားတာဖြစ်ဖြစ်သူပိုးဝင်သွားလို့ရှင်အနာရင်းလာပြီးပိုးဆိုးသွားရတယ်နော်အဲ့မှာဘက်တီးရီးယားပိုးပေါ့ဘက်တီးရီးယားပိုးဝင်လို့ရှင်အဲ့ဘက်တီးရီးယားပိုးရဲ့မှာဆိုဒီမှာဖုန်ဖုန်နေပေါ့နော်ဖုန်ဖုန်နေရနေပါလာမယ်နောက်ပြီးတော့ဒီအုတ်တွေပါကြီးခြေရာတွေပါကြီးပေါ့နော်အဲ့ဒီကနေပြီးတော့ပါလာမယ်တချို့ကမြေကြီးပေါ့မြေကြီးကနေပြီးတော့ပိုးတွေပါကြီးကပါလာမယ်အဲ့မှာပိုးတွေဝင်ပြီးတော့အဲအနာရီရရှင်းမယ် ရနတချို့လည်းဒီ bacterial poria တွဲမှာပြန်ပြီး sepsis တွားရည်ဖြစ်ပြီးသက်ဆုံးရှုံးတာလည်းရှိတယ်။အဲ့မှာအများဆုံး poria ကတော့အနာရောရင်းစေရပေါ့နော် staphylococcus, streptococcus, နောက် gram negative အကောင်တွေဖြစ်တဲ့ e coli တို့ pseudomonas klebsiella တို့ aeromonas တို့ဓာတ်ပေါ့။အဲ့မှာကြောက်ရွံ့ကောင်းတာကဒီ tetanus ပိုးပေါ့နော်မိခံရောဂါပိုးအဲကြောက်ဖို့ကောင်းပါရဲ့။မိခံရောဂါပိုးဝင်သွားရင်လည်းသူကြောင့်လည်း ်တက်ဆန်းဆုံးရတာရှိပါတယ်ဆိုတော့အဲ့ဒီဟာရရအကုန်လုံးကပြီးလို့ရှိရင်ဒီကျမရဲ့ပြဿနာတွေပေါ့နော်ဒါ immediate health crisis ပေါ့ဒါဖြစ်ဖြစ်ချင်းကျမရဲ့ပြဿနာတွေပဲအဲ့ဒါအဲထိခိုက်တဲ့အခါမှာဖြစ်တဲ့ကျမရဲ့ပြဿနာတွေအဲဒုတိယကျမရဲ့ပြဿနာတွေကြောင့်ဖြစ်ဖြစ်ချင်းကပြီးသွားပြီနော်ဆောဆောအိမ်ပြိုရယ်နော်အဆောက်အဦပြိုရယ်အဲ့ဒါနဲ့ထိခိုက်တယ်ထိခိုက်ထန်ရတဲ့ပြဿနာပြီးသွားပြီ ငရင်တန်ခန့်အဲ့လူရောက်မှာကဲဆဲစခန်းနေမှာရောက်သွားကြတယ်။အဲ့လိုကြောဒီကဲဆဲစခန်းနေမှာကဘာဆက်ဖြစ်တက်လဲဆိုတော့ဒါသတိထားမှာပေါ့နော်။ဘာဆက်ဖြစ်တက်လဲဆိုတော့အရေးကြီးတာတောက်ရည်သုံးရည်နော်တောက်ရည်သုံးရည်အစာတောက်ရည်အဲ့ဒီအချိန်မှာတောက်ရည်သုံးရည်နဲ့အစာတောက်ကမတက်မဖြစ်တက်တယ်။နော်မတက်တဲ့အခါကြလို့ရှိရင်ဘာလို့ဆိုဒီငရင်အချိန်မှာဆိုလို့ရှိရင်အဲရေပိုက်တွေနော်မီလိုင်းတွေရေပိုက်တွေမင်လာပိုက်တွေဒါရယ်ပျက်စီးသွားတာ။ ပျက်စီးသွားတဲ့ခါကျတော့အဲတောက်ရတုံးရလည်းမှန်မရဘူးเนาะမင်းလာပိုက်တရလည်းပေါက်သွားတယ်ဆိုတော့မင်းလာရစံပြတဲ့စနစ်ကလည်းကောင်းမရှိတော့ဘူး။နောက်မီးရလည်းမရဘူးပေါ့။အဲတော့အဲ့ချိန်မှာတချို့ရကယ်ဆယ်ရေးစခန်းကြီးရောက်သွားတယ်။ကယ်ဆယ်ရေးစခန်းကြီးမှာလည်းလူရရများတယ်။လူရများတော့ဒီဒုတိယအချိန်နေမှာဖြစ်တဲ့ကျန်းမာရေးပြဿနာကတော့အဲပိုးပဲเนาะပိုးတွေပါလာတယ်။ဆိုတော့ ဒါတောက်ရည်တုံးရင်မှာပိုးပါလာအထူးသဖြင့်ဒီတောက်ရည်တုံးရင်ကစစပြောရမင်းလာပိုက်နဲ့သွားပြော့ဆက်မြဲခါမတက်တဲ့အခါပေါ့နော်အဲ့မှာဒီ fecal oral route ကိုခေါ်ရရေကနေပြပိုးကပါလာပြော့အစာတောက်ကနေဝင်သွားတယ်ဝင်သွားပြော့အဲခန္ဓာကိုယ်ရဲ့မှာသူကသွားပြီးယောဂဖြစ်စေအစာအိမ်နဲ့ဥလန်းချောင်းဖြစ်စေအသေးကိုဖြစ်စေနော်အဲ့ရနေပြပိုးကပြန်ထွက်လာပြော့တခါမင်းလာရဲ့မှာဒီ ခွင်းထဲမှာဒီပိုးကပြန်ပါသွားတယ်အဲ့ဒါနေပြတ်တန်ကြလဲပြလူတွေအများကြီးကိုကုတတ်တယ်အဲဝင်းယောဂါပေါ့နော်ဝင်းယောဂါလို့ခေါ်ရဲကာလာဝင်းယောဂါခေါ်ရဲကော်လိုရယ်ဆိုရင်တအားဖြစ်လွယ်ပါတယ်ဒီကယ်ဆယ်ရေးစခန်းတွေပါမှာပေါ့နော်အထူးသဖြင့်စစပြောရဲဒီနေရန်လှုပ်ပြီးတဲ့အခါမှာပြဿနာအဓိကပြဿနာတစ်ခုကစစအနာတရားထိခိုက်ပြီးလို့ရှင်ကကော်လိုရယ်ဖြစ်တတ်တယ်ပေါ့နော်အဲကော်လိုရယ်ဖြစ်တတ်တယ်ဝင်းကယောဂါနော်ဒါရယ် dysentery ပေါ့ဒါတွေဖြစ်တယ်ပြီးရခါကျအသေးရောဂါအသေးရောင်တဝါ A အသေးရောင်တဝါ E ဒါအစားတောက်ကနေရေရနေကုရဲ့ယောဂါတွေပေါ့နော်ဒီယောဂါတွေကဖြစ်တတ်ပါဆိုတော့အဲ့ဒီချိန်မှာလဲအစားတောက်နော်နဘရဟိုရေတောက်ရေတုံးရေတတ်မလို့အဲ့ဒါတော်တော်အရေးကြီးပါတယ်နောက်တစ်ခါကျပိုးရရတခါဘာပိုးရရှိသေးလဲဆိုတော့အသက်ရှူလန်းကြတဲ့ဘဖွင့်နေပိုးရပေါ့ဆိုတော့လူကြီးတွေကထူထပ်နေမယ်အဲ့မှာနော် ခေကောင်းလေးတမ်းမရဘူးအဲ့ချိန်မှာတောင်းနဲ့တောင်းနဲ့ဒီဟိုဆော့ပရဖြစ်တယ်ဥမာတွက်ကွေးယောဂဆော့ဖြစ်တယ်အေးမီရယောဂဆော့ဖြစ်တယ်ဆိုလို့ရှိရင်ဒီ virus spore ရတခါတောင်းတောင်းနဲ့ကူးကြတာပေါ့နော်ပြီးရခါကျဒီအဆုတ်မှာပဲအဲ covid လည်းဖြစ်နိုင်တယ် virus spore ရနောက် tb ယောဂလည်းဖြစ်နိုင်တယ်လူတွေကအရင်မဲကျက်ပြီးတော့နေကြတော့အဲ့မှာကူးကြတယ်နောက်တစ်ခါကျအေးပြာယောဂပေါ့နော်စကေးပီးအေးပြာယောဂเนาะအဲ့ဒီဟာလဲ အဝဲပေါ့နော်ဒါလည်းအများကြီးပဲ super HR ရယ်နော်အတူတူဒီဆောင်းနေပစ္စည်းတွေကိုတောင်းကြရယ်အဲ့မှာတခါကူးကြရယ်ဆိုတော့ဒီ bacterial pore virus pore ပိုးရကူးရဟာ infectious disease တွေပေါ့နော်ဒါတွေကဖြစ်လာရယ်အဲ့မှာဆိုရင်ရဆိုတော့ပြောရယ်ဝင်ရောဂါပါပေါ့နော်ဝင်ရောဂါတီဘီရောဂါဆိုဒီရောဂါတွေကလည်းဆိုရင်ရပါတယ်နော်ဒါတွေကိုလည်းဆိုတော့ပြောရယ် health crisis ပေါ့ကျန်းမာရေးပြဿနာတွေမှာပါပါတယ် နောက်တတကျမ်းမာရေးပြဿနာကဘာလဲဆိုတော့နာရရှိယောဂါရေနာရရှိယောဂါရေကြတော့အဲငကိုရီယာနာရရှိယောဂါလည်းပါလာမယ်ဥပမာအဖြစ်နှလုံးယောဂါအဆွယောဂါစိကျုယောဂါအဲသူတို့ဆေးရမှန်မှန်တောက်နေရရှိအဲဒီလိုအချိန်မှာအကုန်လုံးဆေးရရလည်းပြတ်သွားနိုင်တယ်နော်ဆေးရလည်းမယူလာနိုင်ဘူးကယ်ဆယ်စခန်းရောက်နေပြီဆေးရလည်းချက်ချင်းထမရဘူးဆိုလို့ရှိရင်နော်သူကလည်း သူတော့ကနဲ့သူစိတ်တော့ဖွရရမိနေမယ်သတိလည်းမထားမိတော့အဲ့မှာယောဂရာပူဆိုးလာတဲ့ဒါကြောင့်လို့ဒီချိန်မှာလဲဒီ stroke လို့ခေါ်ရဲလေဖြတ်တဲ့ယောဂါရောနော်နှလုံးယောဂါရောပေါ့နော် heart attack ကနှလုံးသွေးကြောပိတ်တဲ့ယောဂါရာဖြစ်တတ်ပါမင်းငင်လှုပ်တာတော့ကောက်ွယ်ရမှာဟိုသူအချိုးပြော့မသိနိုင်တဲ့တခုပေါ့နော်မင်းငင်တော့လှုပ်နိုင်တယ်ဒါနဲ့အများကြီးကိုပြောကြပါဒါလို့ဘယ်နေ့ဘယ်ချိန်လှုပ်မလဲဘလောက်ပြင်းပြင်းထန်ထန်လှုပ်မလဲဒါတော့မသိနိုင်ဘူးပေါ့နော် မသိနိုင်တော့ကိုကจุတင်ပြတ်ကာခွေရလေးရှိပါတယ်เนาะအအကောင်နဲ့နီလန်တစ်ခုကတော့လူတွေနေနေလဲထောင်ငရင်လှုပ်ရင်ဘလို့လုံးလဲဆိုတာလေးဒါ drilling ပါလေပေါ့အခြားကျင့်ထားပြသူတို့လည်းကျမရဲ့အသိပညာပေးရပါမယ်ကျမရဲ့ပြဿနာတွေမှာဆိုလို့ရှိရင်အအနာတရားဖြစ်လို့ရှိရင်ဟိုပိုးရပါဝင်နိုင်တယ်ဒါကိုယ့်ရဲ့အနာရှိလို့ရှိရင်ပိုးမဝင်အောင်လို့ကိုကအရင်ဆုံးစဉ်းစားရမယ်เนาะ ပိုးမရအောင်အနာကိုတက်နံထားမယ်။ကိုက bandage နဲ့ plaster နဲ့စစဖတ်စိတ်ကစ်ဒီရမှာပါမယ်။ကိုနဲ့တကယ်လည်း emergency ။နှုတ်ဝင်လဲကိုကလွတ်သွားတဲ့လူဒါလို့နည်းနည်းတော့ထိထားတယ်။ဒဏ်ရာရရဲဆိုရင်ကိုကကို့မှာမပါလာရင်တော့မှဆေးခန်းကိုတက်ပြပါ။နော်တက်ပြပါဒီဒဏ်ရာတွေဘာတွေတိတ်ချအောက်ထားပါ။ဘာလို့အဲ့ချိန်မှာဆိုဖုန်နေပါရင်လည်းနော်ဒီဖုန်နှင်းမှာပိုးရတာပါလာမယ်ဆိုရင်အနာတရားဖြစ်ရင်ကို့အတွက်ပဲအန္တရာယ်များပါ။ အဲ့ဒါကတော့ကိုယ့်ဘက်ကပေါ့နော်ဘယ်လိုအောင်မနောက်ပြန်ပြောကုနေလူတွေဘက်ကကြာတော့စစပြောရဲစိတ်ခံလေးတွေဖွင့်ပေးထားပဲအခုဆိုရင်ကလင်းကလေးအများကြီးဖွင့်ပေးထားတယ်ပေါ့နော်ဒီဟိုဟာငင်းငင်းတန်းခိုင်းရနေရာမှာလေအဲ့တော့ကလင်းဖွင့်ပေးထားရင်လာနိုင်တဲ့လူနာတော့လာတယ်မလာနိုင်တဲ့လူနာအသက်ကြီးတဲ့လူနာတွေတချို့တွေကျုပ်ပဲ့သွားတယ်နော်မလာနိုင်ဘူးအဲ့မျိုးကြာတော့သူ mobile clinic လေးဖွင့်လာတယ် နော်အဲ့ရသွားကြည့်ပြီးဆိုပြော့အဲသွားဝင်လို့ပေါ့နော်အဲ့အဖွဲလေးပါဖက်ပြော့သူတို့ကသွားပြော့မလာနိုင်တဲ့စိတ်ကန်းကမလာနိုင်တဲ့လူတွေကိုသွားကြည့်ပြီးအဖွဲလေးတွေလည်းဖွဲ့ရပါတယ်နော်ဘာလို့ဆိုတော့ဒါကတော့ဒဏ်ရာရတဲ့လူတွေကများမှာပေါ့နော်ဆိုတော့အဲ့အမျိုးလေးတွေရှိတယ်အရေးကြီးတာဝင်ယောဂါပေါ့နော်ဝင်ယောဂါတို့ဝင်ကပ်ယောဂါတို့ဒီအဆုတ်ယောဂါဒါတွေဖြစ်မယ်ဆိုတော့ရေတက်လို့ရတောက်ရေတုံးရေတတ်မလို့လို့ရအဲ့အတွက်တောက်ရေတုံးရေတတ်အောင်လို့ စီစဉ်ပေးရပါမယ်နော်အဲ့တော့တောက်ရသုံးရဥမာတောက်တောက်သုံးရဟိုအသက်ပလင်းနေရပေါ့နော်ရေတန်ပလင်းနေမဝင်နိုင်တာမှရေရှိတဲ့ဟာအခုဟာပြန်သူ့ကိုပိုးတက်တဲ့ဆေးပြားလေးတွေရှိနော်အဲ့ပိုးတက်တဲ့ဆေးပြားလေးတွေဝင်မယ်အဲ့ပိုးတက်တဲ့ဆေးပြားလေးတွေထည့်ပြီးတော့မှဒီရေကိုတောက်သုံးလာရလို့ပေါ့နော်ဒါရှိအတွက်တက်မလို့အဲအစားတော့မှလဲကိုကတက်မလို့ရင်မနာတဲ့အစားအစာဖြစ်အောင်လို့ကိုကဂရုစိုက်မယ်ဆိုလို့ရှိရင် အဲကိုဟိုဂျောကမပင်အောင်လို့ပေါ့ကိုလည်းဂရုစိုက်မယ်ကိုရဲ့ပတ်ဝန်းကျင်လူတွေလည်းဒါကိုကဂရုစိုက်ပေးဖို့လို့ပေါ့နော်ဒါဟိုလောက်ရမယ်မဖြစ်ခင်ပေါ့ဒီ earthquake ကြီးပါမဖြစ်ခင်မှာလဲကျူတင်ပြထားလေးတွေလေ့ကျင့်ပေးထားမှာဖြစ်ပါတယ်တလောက်ကြော်သွားပြီးကိုကလည်းမတက်တာဘူးဆိုတော့ကိုကဒါကုသမှုခံယူဖို့လိုရင်လိုမယ်အဲအဲ့မှာလဲသူက mask ပေါ့လူတွေအများကြီးကိုစိတ်သက်သာရအောင်လို့ဆိုပြီးတော့ဒီဟို program နေပေါ့နော် psychiatry အတွက် program တွေသူတို့ပို့ပြစိတ်ချမ်းသာရတဲ့ကောင်းလာအောင်လို့ program လေးတွေလောက်ပြလုပ်ပေးရပါတယ်ဆိုတော့ဒါရီလည်းဟိုကိုရိုင်းလည်းလောက်ကြမယ်เนาะဘေးကနေလည်းဝိုင်းကြည့်ရလူလည်းဝိုင်းလောက်ကြမယ်ဆိုလို့ရှိရင်အစစပြောရဲဒီချမ်းသာရေးပြဿနာတွေမှာအများကြီးပေါ့เนาะငရင်တန်းခံရတဲ့လူတွေမှာအများကြီးပဲတက်တာရပါလိမ့်မယ်